အားလုံးပဲမင်္ဂလာပါခင်ဗျာဦးနိုင်ရှိမှာကောလဂျင်မေးထားတဲ့သူတွေအစာဟိကောလဂျင်အမှုတ်ရပါပြီဒီပန်းအောင်လေးကကြတော့ရက်60စာဈေးနှုန်းလေးကတသိန်းနဲ့မှ8000เนาะဒီနေ့ကိုဒီမှာပြထားတဲ့လဖက်ရည်ပြောတဲ့ဇွန်လေးနဲ့တစ်ဇွန်ချေကော်ဖီလဖက်ရည်အေးအေးမိမိစိတ်နဲ့တန်နဲ့တွဲတောက်လို့ရပါတယ်ခင်ဗျာเนาะရွှေကကြတော့ရက်90စာရက်90စာကိုဈေးနှုန်းလေးကကြတော့2သိန်းပါခင်ဗျာ เนาะသူကထောက်ဆန်နိုင်မယ်သူကမနက်ပိုင်းကိုအစာမစားခင်တောက်ပဲညအိတ်ခန်းဒီမှာတောက်မယ်တနေ့တစ်ချိန်ပဲမနက်တောက်ပြီးညတောက်ဆရာမလို့မနက်မေ့ညတောက်မယ်เนาะအဲ့လိုတောက်မယ်ပြီးလို့ရှိရင် coffee လက်အိတ်လက်ဖက်ရဲ့အေးဒိန်ဂျင်မိမိကြိုက်တဲ့တက်ရနဲ့အစားအစာရနဲ့တွဲစားတွဲတောက်လို့ရတယ်မတောက်တဲ့နေသူတွေကတော့အသက်25နှစ်အောက်တွေ ကိုဝင်ဆောင်မိခင်နေ no time မိခင်နေကြောက်ကဝေဒနာရှင်နေလုံးဝအတော်တောက်လို့မရပါဘူးခင်ဗျာနော်ကောလာဂျင်တောက်သုံးခြင်းဖြင့်အယိုးအယိုးအရေပြားကောင်းဖို့စီမှာဖြစ်ပါတယ်ခုနကလိုအသားရေနော်အဲ glow မယ်ပေါ့နော်ကြည်လင်မယ်အသားဖြူလာတဲ့ကိုအသားညူရင်လည်းဖြူလာဖြစ်ဖြစ်ညူလာဖြစ်အသားကိုကြည်ကြည်လင်လင်းဖြစ်စေမယ်နော်အဲ့တော့အဲဂျပန်ပြည်ရင်းသုံးဖြစ်ပါတယ်စိတ်ချလက်ချတောက်သုံးနေပါတယ်ခင်ဗျာကောလာဂျင်တောက်သုံးတဲ့သူတွေကရေများများတောက်ပေးဖို့လိုပါတယ်ခင်ဗျာနော်ဒါလေးရှိမယ် ပြီးရင်ဂျပန်ပစ္စည်းတွေမှာဆိုလို့ရှိရင်တော့ Honda ရှိ9မုတ် Honda ရှိ9မုတ်ပြင်ရပါပြီခင်ဗျ Honda ရှိ9မုတ်ကကြာတော့အထက်မှာတော့အာ225 gram ခဲတော့နှစ်ထုပ်ဆိုတော့တပူးမှာ450 gram ပါပါတယ်ခင်ဗျเนาะအဲ့တော့ဂျပန်ပြည်တွင်းသုံးဖြစ်ပါတယ်ဇင်းတော့က9000နဲ့မှ9000ပါခင်ဗျเนาะဒါလေးလည်းအသိငယ်ရအောင်မယ်နောက်ဒါကတော့ Netflix မှာအမြဲရရှိနိုင်တဲ့ဂျပန်ပြည်တွင်းသောဟင်းချုံမုတ်ဖြစ်ပါတယ်ခင်ဗျာဂျပန်ပြည်တွင်းသောဟင်းချုံမုတ်ကတော့1 kg 63ကျပ်သား အဲအနေအရင်တော့အချုံမုတ်တွေ၃ဆလောက်ထည့်ရတယ်မှာသူကဒဇာလေးနဲ့ဟင်းရရတော့ထိထိမိမိကောင်းမစေမှာဖြစ်ပါတယ်အချုံမုတ်နဲ့ဓာတ်တဲ့တော်သူများအသုံးပြုနိုင်ပါတယ်ခင်ဗျာဂျပန်ပြည်ရင်းသုံးဖြစ်တဲ့ကြောင့်စိတ်ချလက်ချစားသုံးနေပါတယ်ဈေးတော့ငါးတောင်းပါခင်ဗျာလက်လီလက်ကားဈေးငါးတောင်းပါခင်ဗျာထိုင်းမြို့ဒီအချက်မုတ်ရပြီနော်ထိုင်းမြို့ဒီအချက်မုတ်ကကင်နာတဲ့တော်ကိုလည်းမှုန်နေပြီထိုင်းမြို့ဒီအချက်မုတ်ဖြစ်ပါတယ်ခင်ဗျာသူက900 g 33ကျပ်သားဈေးတော့1000နဲ့မှ6000ပါခင်ဗျာနော်ဒါ တုတ်တဲ့နေရာတွေငပိတွေပါလေနော်ဒါထဲမယ်နည်းမှုံလို့နော်ထဲမယ်အဖက်ဆိုင်လာတယ်အဓိကသဲသဲသဲလို့နော်အမိုက်တရိုက်တွေအညာတွေမပါဘူးခင်ဗျအယောနောမှုကင်းတယ်ပေါ့နော်ဈေးနှုန်းက2000နဲ့မှ8000အဆက်ပါတယ်ပြီးလို့ရှိရင်အဖက်ဆိုင်ညီတယ်မှွေးတယ်နော်အဲဦးနဲ့တော့ဒီအယောင်လာတယ်ပေါ့နော်ဒါဈေးနှုန်းက2000နဲ့မှ8000ပြီးလို့ရှိရင်ဒါကဟင်းချက်ငွေသီးအစိမ့်မုတ်ဖြစ်ပါတယ်ထိုင်း local သုံး page မှာမှသွားမကြည့်နေမရှိဘူးเนาะဒါ ုနန်တို့ကိုရိုင်းခိုင်းမှာစားခဲ့တဲ့ပစ္စည်းဖြစ်ပါတယ်ဒီကောင်ကကျတော့အဲ 1kg 63ချက်သားနော်ဇင်းတုံးလေးကကျတော့၄သားပါခင်ဗျာအဓိကကမြုပ်သီးကိုဟိုဟင်းချက်တဲ့အခါမှာဖြူဘက်ပြော်ကြီးလည်းမကြိုက်ဘူးအယောင်လေးနဲ့လည်းစားခြင်းနဲ့အဆက်တက်လေးလည်းလိုခြင်းနဲ့ပေါ့နော်အဲဒါဆိုရင်ဒီကောင်က90သားချက်မှဆိုရင်အဲမွေးကားစားတဲ့ဇွန်နဲ့ဦးနိုင်တို့ဆိုရင်3ဇွန်လောက်တဲ့ကျန်တဲ့အဆက်မစားနိုင်တဲ့သူတွေဆိုရင်2ဇွန်လောက်ပဲတဲ့ okay တယ်နော်ဒါက အထဲမှာကဒီမှုန်နဲ့ပတ်သက်တဲ့နော်ကိုယ့်ရဲ့မိမိရဲ့ organ တွေမှာမှုန်နဲ့ပတ်သက်တဲ့ယောဂါတွေနဲ့ပတ်သက်ကြောက်ဖို့ကောင်းတဲ့အဲဟိုမှုန်နဲ့ပတ်သက်တာကြီးစားလို့မရတဲ့သူတွေနော်အဲ့ဒါဆိုရင်ဒါလူကြီးမိဘကြီးရှိနေကျွေးပြလို့ရပါတယ်ခင်ဗျာဒါဒါလေးနဲ့ရောချက်လို့ရပါတယ်ခင်ဗျာငရုတ်သီးအစိမ့်မုတ်စစ်စစ်ဖြစ်ပါတယ်အယောင်တင်မုတ်မဟုတ်ဘူးနော်တဲလုံးမှမပါဘူးဈေးတော့၄သောင်းပြီးလို့ရှိရင်တဲ့ပြီးလို့ရှိ coffee coffee ထဲမှာဆိုလို့ရှိရင်ဒါရမယ်အဲဒါ Nescafe Espresso တွားတပူးလုံးရဲ့၄ချောင်း360ရှိတယ် ဒဘူးလုံးရဲ့အလေးချက်ဘယ်လောက်လဲ360ရှိတယ်ကဲရော2ထုပ်ပါမှာဖြစ်ပါတယ်ခင်ဗျာကဲရော2ထုပ်ပေါင်းရဲ့အလေးချက်360ဂရမ်ဖြစ်ပါတယ်ဈေးတော့9000เนาะကော်ဖီရတာပြင်းပြင်းလေးတောက်ချင်တဲ့သူများတကယ်လို့မဟုတ်ဘူးမမိရပုံမှန်ပဲတောက်ချင်တယ်ဆိုရင်တော့ဒါက red cap เนาะဈေးတော့ကျတော့သူကလည်း9000ပါပဲခင်ဗျာဒဘူးလုံးရဲ့အလေးချက်400ဂရမ်200ဂရမ်ကဲရော2ထုပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာเนาะဒါလေးရမယ်ပြီးတော့မှအမ်မိုကိုနာနဲ့တက်တဲ့သူတွေကမိုကိုနာရအောင်မယ် မကနာရာယာကိုဒီကောင်လဲ9တောင်းပဲခဗျာဒါကော်ဖီအမုတ်ကြီးပဲတည်တံ့ဖြစ်ပါတယ်ခဗျာပြီးလို့ရှိရင်3 in 1 3 in 1နဲ့မှာဆိုလို့ရှိရင် Nescafe ဒါကတော့ငဟိုးတို့နဲ့ Nescafe ကိုပုံမှန်တိုက်တဲ့သူတွေ28ထုတ်ပါမယ်เนาะ28ထုတ်ပါမယ်ဇင်းတော့2000နဲ့2000 3 in 1เนาะပြီးတော့ဒါလေးကကြတော့အထုပ်40ပါမယ်ခဗျာအထုပ်40ပါပါမယ်အထုပ်40ကိုဇင်းတော့လေက3000နဲ့မှာ2000เนาะပါမယ်ပြီးလို့ရှိရင်ဒါက copy ကို copy ကိုကကြတော့အထဲမှာဒါသူကအထုပ် 20ပါမယ်เนาะဈေးနှုန်းလေးက1,500 gram ချိန်လဲများမယ်အရသာ coffee copy ကိုကတော်တော်လေးကိုစောက်လို့ကောင်းပါတယ်ခင်ဗျာပြီးရင်တော့က super ရမှာအယောင်၃မျိုးရမယ် super အယောင်၃မျိုးရ super အယောင်၃မျိုးရမယ်ခင်ဗျာเนาะဒီမှာအပြာအစိမ့်အနီအနီရောကြတော့အပုံမှန်ရတာအစိမ့်ရကြတော့ espresso coffee ရတာပြင်းပြင်းလေးတောက်ချင်တော့သူများအပြာကတော့အချို့ပေါ့25တုပ်ပါပဲ Thai local တော့เนาะဈေးနှုန်းလေးကကြတော့2,000ပါခင်ဗျာ ကော်ဖီနဲ့မတန်တာကော်သွားပြီနော်အဲခနောဆန်ပြုတ်ခနောဆန်ပြုတ်နှစ်သက်တော်သူများကတော့ခနောဆန်ပြုတ်ကအမှကြက်တစ်မျိုးပဲရတော့မယ်နော်သူကတရားစင်ပါမယ်ဇင်းလုံးလေးဟာနှစ်တောင်းတဲ့မှာ၄000ပြန်ပြီးမှကြိုချက်စရာမလိုဘူးခွက်ထဲမှာထည့်ရင်းနှီးကြွကြွစုလောင်းထည့်အုပ်ထားပဲနော်၃မိနစ်လောက်နေတောက်လို့ရပြီမဆန်သားဣဆက်တဲ့အသားစစ်ကလေးပါတယ်မှုရတယ်အရသာကတော့ဘဝပါစက်နဲ့ကွက်စစ်တိဖြစ်တယ်အဲဒါကြောင့်လူတိုင်းကြိုက်တဲ့တတ်တာဖြစ်ပါတယ်ခင်ဗျာကြက်သားတစ်မျိုးပဲရအောင်မယ်နော်၂000နဲ့၄000ပစ္စည်းပြန်နေလို့ပါခင်ဗျာဒါကတော့ အသီးအရအမှုတ်တွေထဲမှာဆိုရင်ဒါဂျပန်အဟာရအဖြစ်တောက်တဲ့တောက်တဲ့တောက်တဲ့အသီးအရအမှုတ်တွေနော်ဒါအရွက်ကြီးပဲသီးသမုတ်ဂျုံပြဲနုပါဝင်ပြီးတော့အရွက်ကြီးပဲသီးသမုတ်ဈေးနှုန်းကကြတော့ဒီကောင်ကအဲ2000နဲ့မှ9000တလားစားပါမယ်နော်ရက်30သာမိမိတောင်းနေကြဖောက်ကြတော့ရေတဝက်လောက်ထည့်မယ်သူ့ကိုတထုပ်အထုပ်လေးတထုပ်ဖောက်ထည့်မယ်ပွေလိုက်မယ် ုတ်ကုတ်နဲ့တောက်လိုက်မယ်เนาะအရွယ်ရဲ့ဗိုက်တာမင်စီလိုအပ်တဲ့လူတွေကင်ဆာဓာတ်ရောင်ကြီးပေးပြီးသွားတဲ့လူတွေကင်ဆာရောဂါပျောက်သွားတဲ့လူတွေဒါတော့ထပ်မတောက်မယ်အရွယ်ဓာတ်တွေလိုတဲ့လူတောက်မယ်ဆရာဝန်ညွန်ကြားရင်တောက်မယ်2000နဲ့မှ9000ဒါအသီးပဲ98မျိုးเนาะ oh my god အသီးပဲ98မျိုးဆိုရင်အချို့ရတာပော့ပြီးထုတ်တာလည်းအတွက်ကြောင့်မို့စီးကျူသမားများအတွက်ကလည်း okay ပါတယ်ခင်ဗျာเนาะအဲ့ဒါဇင်းလုံးလေးကတော့တော့24ခွက်စာပါမယ်24ခွက်စာပါမယ်ပေါ့เนาะအဲဒီမှာအထုတ်ကြီးက24ထုတ်ပါမယ် အဲဇင်းတော်တွေကကြတော့သူကကြတော့2900တော့ဇင်းတော့အတူတူပါပဲနောက်ပြလို့ရှင်ဒါကကြတော့အသီးနဲ့အရွက်အယော DX 143မျိုးတောင်ရောတာတာ Oh my god ပဲเนาะအဲဒီကောင်ကလည်းအဲ detox တောက်တဲ့သူတွေတောက်လို့ရပါတယ်ခင်ဗျာဒီကောင်ကအသီးအရွက်အယောဖြစ်ပါတယ်ဇင်းတော်တွေကကြတော့2900တော့အတူတူပါပဲเนาะ24ခွက်စာပါပဲအဲ့လိုမျိုးအသီးအရွက်အယောမှာအမှုတ်မကြရင်အခဲရှိပါတယ်ခင်ဗျာเนาะအခဲကကြတော့ဇင်းတော်က9000နှစ်လစာပါမယ်တနေ့ကိုသွားကြတော့လေးလုံးတိုက်ပြီးကျွေးပေးရမယ်ခလေးကနေဟုတ်လူကြီးကြီး အသီးအနားရဲ့ဓာတ်တရားမယ်အသီးအနားရဲ့ vitamin C fiber ဓာတ်တွေရရှိမှာဖြစ်ပါတယ်เนาะဒါကဈေးနှုန်းက9000နှစ်လစာပြီးတော့မြို့တော်ရှင်ဒါလေးအဲသွားတဲ့သွားတဲ့ဈေးနဲ့ပတ်သက်ဒါလေးကျန်တာလေးပြတာเนาะသွားတဲ့ဈေးနဲ့ပတ်သက်ရင်လေဒါက Thai local သုံးပါပါ Sensodyne ဆန်ဆိုတိုင်းမှာမအောင်လို့ဒါဆိုရင်ဆန်ဆိုတိုင်း whitening ရှိမယ်သွားကိုဖြူစေမယ်နော်ဖြူစေတဲ့အတွက်ကိုအဲဘဲဆန်ဆိုတိုင်းပုံဟို flavor တွေပဲတိုက်တိုက်သွားအဓိကအခြေခံအဖြစ်နော်သွားကျင်တာသွားကြိုက်တာအဲ သွားကျင်တာပေါ့နော်အဓိကသွားကျင်တာပြောင်းမှာဖြစ်ပါတယ်ဒီကော whitening whitening ကအဲသွားဖြူစေမယ်160 gram size အကြီးနော်ဈေးနှုန်းက3000နောက်ဒီကောင်ကကျတော့ gam ကဲ gam ကဲပိုင်းအောင်ဒီ gam ကဲနော်သဖုံးနေအဲနာမဲနာမဲပြည်တယ်မဲရေစည်းကမ်းပြလိုက်မယ်ပေါ့နော်သဖုံးနဲ့ပတ်သက်တဲ့ဒါတိုက်မယ်ဒါသုံးတော့ deep clean သွားဖို့စားမယ်သွားရအခါပေါက်ဖြစ်မယ်အဲ့ဒါမျိုးဆိုဒါလေးနဲ့တိုက်ပေးမယ်နော်ပြီးလို့ရှိရင်ဒါကတော့ fresh meat နော်အာပူစီနံအနက်လေးပါမယ်ပြီးလို့ရှိရင်ပူစဲအရသာလေးပါမယ်160 gram နေပဲခဗျအစင်းတော့သုံးတော့ နော်ဒါကတော့ဒါကကြတော့နဲ့တော့ဟိုဟာပေါ့ဂျပန်သွားတိုက်တန်လေးနော်ဒဇုံမ8000ပဲဒါလူကြီးတိုက်တာနော်ဟိုးဂျောင်းနဲ့ဂျောင်းနဲ့ဒီအကုန်တိုက်လို့ရတယ်ခဗျာနော်ဒါလေးရှိမယ်ပြီးရင်ပြီးရင်ပြီးရင်ဒါကကြတော့ဂျပန်စပင်စိုးစီဂျပန်စပင်စိုးစီမှာမှာတကောင်ပန်းရောင်ပန်းရောင်ဘူးကိုပြောတာနော်အရာကတော့အဲ့မှာအနက်အနက်ရောင်စပင်စိုးစီအနက်ရောင်ဈေးနှုန်းက4000နဲ့5000တော့အမြုပ်တိုက်နေစိုးရတာ ဒီကောင်တွေကကြတော့အစိမ်းအောင်ဘူးတွေကကြတော့ number 5 number 6 number 7ရှိတယ်။နော်ဒီကောင်တွေကတော့အနက်ရဲ့အအညိုရဲ့အညိုရင့်ရဲ့ပေါ့နော်ဒီကောင်ကတော့တပူ၄တောင်းမှာပဲခင်ဗျာပုံမှန်ဆိုးတဲ့အတိုင်းပဲဆိုပဲ brush နဲ့ဆိုးတဲ့ဟာမျိုးပေါ့နော်နောက်ပြီးတော့မှဒါကကြတော့ထိုင်းရဲ့ short mail လို့ခေါ်တယ်ဒါလေးကထိုင်းရဲ့ short mail short mail ဖြစ်ပါတယ်ခင်ဗျာတထုတ်ကိုသွား၄တောင်းပဲထိုင်းရဲ့ short mail ကကြတော့နော်အဲဒီမှာသူကကြတော့အော်ဘာရောက်နေပါလဲဆိုတော့ရွှေရောင်ရွှေရွှေညိုရောင်ပါမယ် နောက်ပြီးတော့မှအာဘရောင်းရက်တယ်နော်နီညိုအောင်ပါမယ်အနက်ရောက်ပါမယ်ကော်ဖီရောက်ပါမယ်နောက်ဒက်ဘရောင်းပါမယ်အထက်မှာသွားအကန့်လေးနှစ်ကန့်ရှိမယ်အကန့်လေးနှစ်ကန့်ညှစ်လိုက်ရောမညှစ်လိုက်ပြီးလို့ရှိရင်လက်ထက်မှာ mix လုပ်လိုက်လက်အိတ်လက်အိတ်ဆွမယ်လက်အိတ်ဆွမယ်လက်ထက်မှာ mix လုပ်ပြီးကိုဆိုးကျင်နေရအောင်ဆိုမှာသွားရှမ်ပူလဲပါပြီးတာအထက်မှာအကန့်လေးနှစ်ကန့်ရှိရင်ခါရဲရောထုတ်ပြီးတော့လက်ထက်မှာ mix လုပ်ပြီးဆိုးလိုက်အောင်မယ်မိမိစံသားပေါ်မှာတည်ပြီးတော့မိနစ်20အစိတ်ထားလိုက်ထားလိုက်ပြီဆိုရှင်စံသားကကိုဒီမှာစိုးတဲ့အကြောင်းရပြီပေါ့နော်အဲ့ဒါလေးကတစ်ထုပ်ကို၄တော့ပါခင်ဗျာအမိုးလေးပါ နော်ပြလို့ရှိရင်ဒါလေးကကျွန်တော်ဒါဒါဒီဓာတ်ဆက်ရအောင်မယ်ဓာတ်ဆက်ကလက်ကီစိတ်ထိုင်းမိတ်နော်အထဲမှာကဓာကြီးပဲလေးလက်ဓာကြီးပဲလေးလက်1 2 3 4ဓာအောင်မှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါကနန်တို့အဲကက်ကြီးနဲ့အခွန်တော်တာပါမယ်နော်ဈေးနှုန်းကတကောင်က9000ပါပဲခဗျာနော်လက်ကီစိတ်ဒါသူကသူ့ရဲ့ original မှာသူကလို map color လေးမှမှဒါအရာလေးပါပဲအဲဒီတော့နောက်လို့ရှိရင်တက်သားလက်ကင်လေးနဲ့ပေါ့နော်ဒါလေးနောက် quality ရမ်းကောင်းပါတယ်ခင်ဗျာကက်ပါတဲ့ကက်ကြီးကလည်းဝတ်စားရယ်ကိုညှက်လို့ရတယ်နော် ရှိကနေ shock နေတယ်အဲ့ဒါရှိမယ်ပြီးလို့ရှိရင်အာ MX NDC အသားငါအသီးနှံကျိစက်ပြောပြီခဗျာ MX NDC အသားငါအသီးနှံကျိစက်ဖြစ်ပါတယ် MX NDC အသားငါအသီးနှံကျိစက်ဖြစ်ပါတယ်သူကကြတော့ကြာမယ်နော်အထဲလေးတော့ဒါလေးခေါဆွဲလေးကြာပေးကုန်မယ်နော်ခဏလေးဒါလေးကကြတော့အနေနဲ့2 liter size 2 liter size မှာဒါအဖုံးပါမယ် เนาะဒါတော့အထက်မှာဓာသွားဒီမျိုးလေးလက်ပါပဲဓာသွားလေးလက်เนาะဓာသွားလေးလက်ဒါမျိုးလေးပေါ့เนาะဒါမျိုးလေးလေးဓာသွားလေးလက်ဒီလိုလေးထည့်လိုက်မယ်တနန်းနာเนาะဒီလိုထည့်မယ်ထည့်ပြီးတော့ဒါအဖုံးအဖုံးလေးပြီးတော့အုပ်လိုက်မယ်เนาะအဖုံးလေးအုပ်မယ်အဖုံးလေးအုပ်ပြီးသွားလို့ရှိရင်ဒါကဒီလိုမျိုးလေးပေါ့သူ့ရဲ့အပေါ်ကဘော်ဒါလေးเนาะတော့ဒီမှာ ဒါ MXNDC အထက်မှာမော်တာကြတော့450 watt เนาะအသား5ဆိုရင်30သားလောက်ထည့်မယ်တုံးတက်ပြီးထည့်မယ်အော်အသီးနှံနေကြက်သွင်းပြီးကြက်သွင်းပြီးဂျင်းချိတ်လို့ရမယ်မြူတီအပွားချောက်ကိုထည့်ကြည့်ရင်ကျန်းွက်အစင်ရမယ်အမုတ်ကျိတ်ဆက်လုံးဝမဟုတ်ပါဘူးခင်ဗျာဒီမှာဒါကကြတော့ speaker number 1နဲ့ number 2ရတယ်เนาะဈေးနှုန်းကအရင်တိုင်းပဲပြောင်းလဲသေးဘူး9000ပါခင်ဗျာเนาะအားလေးရအောင်မယ်ပြီးတော့သူ့ရဲ့အဲ့ဒီအထက်ဟိုဟာ online မှာလေအသားငါဟင်းချက်ရောင်းတဲ့သူရဲ့ကြတော့ သူ့ရဲ့ဓာတ်လေးတွေအထက်ကဓာတ်သွားလေးတွေလိုအပ်တယ်ပေါ့နော်ဓာတ်သွားလေးအပိုဝင်ကြတယ်ဒါဓာတ်သွားလေးအပိုကကျော်2000နဲ့မှ9000နော်ဓာတ်သွားလေးအထက်မှာလေးလေးသူ့မော်ဒယ်နဲ့သူဝင်ရမယ်ဒါအဲ့ဒီ MX NEC တစ်စိတ်ပဲသုံးလို့ရတယ် MX NEC မှာသူ့မော်ဒယ်လေးလည်းရှိသေးတယ်ဓာတ်သွားဝင်ခြင်းနဲ့လိုကကိုဝယ်ထားတဲ့အဲဆက်ရအဟောင်းပုံစံဦးနဲ့ပို့ပေးမှာဦးနဲ့ဓာတ်သွားလေးကိုပေးလို့ရမယ်ဒီတိုင်းဝယ်တော့သွားတွေ့ကြရဆက်မှာထည့်လို့မရဘူးနော်ပြောမှာခေါက်ဆွဲနဲ့ပတ်သက်လာရင်ဒီမှာဒါလေးတွေစီတက်ကြီးပဲခေါက်ဆွဲကအလုံးကြီးတယ် နူးညံ့တဲ့ granting များမယ်။ဒါပင်လယ်စာစီချက်เนาะပင်လယ်စာစီချက်ကပြပကဲမှာသူကကြတော့ပါလို့ငါးတုတ်ပါမယ်။ငါးတုတ်ကို1000နဲ့မှ2000စီချက်တည်းပဲပြပါเนาะ။ဒါကြောင့်ကဏ္ဍလမစီချက်အဆက်ကလေးနည်းနည်းလေးပါမယ်။နင်လားငါလားတော့မဆက်ဘူး။ကဏ္ဍလမစီချက် sorry excuse ။1000ပါ။ဒီလိုရှင်ဒါလေးကကြတော့ပါလေ။ အဲဂုံစကက်လော့ပေါ့နော်ဂုံစီချက်နော်ဒီကောင်လေးကမှုင်းနေတာပဲရက်တော်ဂုံလေးอ่ะနော်ဒီကောင်လေးကလည်းတစ်သောင်းနဲ့မှနှစ်ထောင်ပြီးရင်ဒါလေးကကြတော့နော်ဘဇွန်တုတ်စီချက်တစ်သောင်းနဲ့မှနှစ်ထောင်ပြီးရင်ဒါလေးကကြတော့ cheese အရသာစီချက်ပါခင်ဗျာတစ်သောင်းနဲ့မှနှစ်ထောင်နော်ဒါလေးကတော့ဝက်သားအရသာကြာစံခွစ်တီကို6ထုတ်ပါမယ်တစ်သောင်းပဲဒါတော့အရင်ဘဇွန်အာချင်းဆက်တုံရံပေါ့နော်ဒီကောင်က6ထုတ်ပါမယ်ခင်ဗျာ6ထုတ်ကို ဇင်းတော်လေးကလည်းသူကတပေါင်းနဲ့အဲသူကတပေါင်းပဲခြောက်တော့ပတပေါင်းပဲပေါ့နော်ပြီးတော့ဒါလေးကကျတော့ခဏတော့ဘာပါလဲဝက်နံယိုခောက်ဆွဲအရမ်းမိုက်တယ်အရင်ကဆိုကွက်တိပဲနော်ဝက်ဝက်သားစားနေဝက်နံယိုခောက်ဆွဲအရင်အရင်ထဲမှာသူတစ်မျိုးပဲခောက်ဆွဲမှရှိဦးမှာနော်ဟိုကတော့ဆိုကအုံအုံပါတဲ့ချင်းစားပေါ့ဒီကောင်လေးဇင်းတော်ကတပေါင်းနဲ့မှတစ်ထောင်ပါခင်ဗျအဲ့တော့အဲဟင်းချက်တဲ့ဖို့စီပါလဲကြော်ညာလေးတင်မရဒါပေမဲ့ဒါလေးကတော့ update လေးပေါ့နော်အဓိကကဘာလဲဆိုတော့ဒီဟိုဟွန်ဒါရှိငါးမုတ်ကိုမေးတဲ့သူရယ်နော် ဟိုဟာဒီကောလာဂျင်တွေပစ္စည်းပြတ်သွားတော့ဟိုကောလာဂျင်တွေတောက်ချင်လို့မေးတဲ့သူတွေကောလာဂျင်တွေပြန်ရောက်ပြီဆိုတော့ကိုအတိပေးနဲ့ဒီအာရောက်ပို့စတင်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအားပေးနေကြတဲ့အစားအသောက်မှချက်တော်သူတို့ချင်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ See you bye bye